မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်အနောက်နှလုံးပေါင်းခြင်း break 20အဆက်ကိုတင်ပြတော့မှာဖြစ်ပါတယ်ပြီးခဲ့တဲ့ရှစ်ကြိမ်မှာတော့ကျွန်တော်တို့အနောက်နှလုံးပေါင်းခြင်း break 20နဲ့မျိုးပုံတူတီရှောက်ခွန်တိဖြစ်ပါတယ်ဗောနောအဲ့ဒီမှာသူရှားပြေးသွားတာကဒီ3ရှစ်ရှစ်ဖြစ်ပါတယ်အနောက်နှလုံးပေါင်းခြင်း break ဖြစ်တဲ့အတွက်ကြောင့်မို့အနောက်နှလုံးပေါင်းခြင်းနဲ့ရှစ်ပေါင်းခြင်း16 break ရှားပြေးသွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့20နှစ်ခုစလုံးဆက်ပြီးတော့ရှားပြေးသွားခဲ့တာဖြစ်ပါတယ်ဗောနော် ရှင်းတဲ့ချက်ပေါင်းရှင်း16ပြိဖြစ်ပါတယ်20တိတ်ကို20နံပါတ်နဲ့ကိုနှစ်ခုစလုံးခြာပြီးသွားခေတာဖြစ်ပါတယ်အရှိနှလုံးပေါင်းရှင်းပြိစုံပြိဆိုတာလေးကတော့ဖောက်သွားခေတာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒီအနောက်နှလုံးပေါင်းရှင်းပြိ20နံပါတ်နဲ့ကဒီ9တုံများလေးကနေစတာဖြစ်ပါတယ်တုံများနဲ့၄ပေါင်၄၊တုံများနဲ့၃ပေါင်၃၊၃နဲ့၆ပေါင်၉၊၄တိပေါင်ရှင်က၈၆ခုမှ၆နဲ့ခုပေါင်၃၃ တုံမြနဲ့ရှောင်းပေါင်းရှောင်းရှောင်းနေနည်းကရှင်းရှောင်းနေငါးပေါင်းတာဆက်တင်ရှောင်းနေနည်းပေါင်းတာရှင်းလေးလေးပေါင်းရှစ်ပြိပေါင်းနော်နေနဲ့တေပေါင်းသုံးပြိလေးသုံးပေါင်းရှစ်ခုနှစ်ပြိရှောင်းသုံးပေါင်းကိုးပြိတုံမြကိုးမှကိုးပြိပေါင်းနော်သုံးခွန်ခွန်ရှစ်ကိုးလေးရှစ်ကိုးလေးပြီးတော့ငါးရှောင်းသုံးဖြစ်ပါတယ်ငါးရှောင်းသုံးမှာအနန္တလုံးပေါင်းရှောင်းနေသုံးပေါင်းရှင်းကိုး68ခွန်မှာ8ခွန်ပေါင်း35နိနေခွန်မှာနိနေခွန်ပေါင်း9ပြီးခဲ့တဲ့တစ်ပတ်6ခွန်89တုံများတင်မှာ 3ရှစ်ရှစ်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အနောက်နှလုံးပေါင်းရှင်းရှင်းနဲ့ရှင်းပေါင်းရှင်း16ပြိချာပေးသွားခဲ့တာဖြစ်ပါတယ်။အကြိမ်အဖြစ်ကျွန်တော်တို့20နဲ့20ချိန်ထိချာပေးသွားခဲ့ပြီးပြီဖြစ်ပါတယ်ပေါ့နော်။20နဲ့3ချိန်အထိပေါ့နော်။ကျွန်တော်တို့9ချိန်အတွက်ထပ်ပြီးတော့အတူတူလေ့လာကြည့်အောင်လားခင်ဗျာ။ โอเคဒါလေးကတော့တွေ့ရယူတဲ့နေ့ဖြစ်ပါတယ် DF today ပေါ့နော်အနောက်ဇလုံးပေါင်းရှင်ဘရိတ်689ပင်ကနေနေ့နေ့ခွန်ချားပြီးသားတွေပင်ကိုလေးလာကြည့်အောင်ဒီ3ကတကြိမ်6နဲ့3များနဲ့ပေါင်းရှင်6 9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်3နဲ့6ပေါင်းရှင်9 9နဲ့9ပေါင်း18ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်8 9 3ညတင်းနေ3ဆိုပြီးတော့ပရိတ်6လုံးအထိယူထားတာဖြစ်ပါတယ် သူရှာပေးတော့တာကနေနေခွန်ဆိုတဲ့အတွက်အနန္တလုံးပေါင်းနေ့ရက်ခွန်ရပေါင်းရှင်ကိုပရိချာပေးတော့ခေတာဖြစ်ပါတယ်။ဒါကြောင့်မို့ရှစ်ကိုတောင်ညတင်းနေတောင်းမှာနေနေခွန်ဆိုပြီးတော့ကျွန်တော်အပင်ပေါင်း20နဲ့တစ်ကြိမ်မှရှင်းပြထားတယ်ပါနော်။6ခွန်ရှိကုတ်တောင်များတည်ရတာကိုလည်းထပ်ပြီးတော့ပြန်ပြီးတော့ဆစ်ပြမယ်ပါနော်ဒီရှိကတဲ့ကြိမ်ဖြစ်ပါတယ်6နဲ့တောင်များနဲ့ယူထားတာဖြစ်တဲ့အတွက်ကြောင့်မို့9နဲ့4ပေါင်းရှင်9ဖြစ်ပါတယ်နောက်ထပ်9နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ပါနော် ကိုနဲ့ကိုပေါင်း၁၈ရှင်းနဲ့ချပေါင်း၁၆ဆိုတဲ့အတွက်6 98 93ဒီဆိုပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ပတ်မှာအနွန်တလုံးပေါင်းရှင်းပြည်တရားလေးရတယ်ပေါ့နော်သုံးရှိရှိဆိုတဲ့အတွက်ရှင်းနေရှိပေါင်းရှင်း16ပြိခြားပြီးသွားခဲ့တာဖြစ်ပါတယ်။6 9 6 9တော်များတင်မှာသုံးရှိရှိဆိုပြီးရေးပြပေးထားတာဖြစ်ပါတယ်။ Okay ကျွန်တော်9ချိန်အတွက်ထပ်ပြီးပေးရမလားဆိုတာလေးလေ့လာကြအောင်ပါနော်။8ကိုယူတဲ့အတွက်ဒီတော်များကိုယူရမှာဖြစ်ပါတယ်။ 9နဲ့4နဲ့ယူထားတဲ့အတွက်ကြောင့်မို့3နဲ့6နဲ့ပေါင်းရှင်းခွန်ဖြစ်ပါတယ်ပြီးရင်9နဲ့ထပ်ပေါင်းတော့ခွန်9ပေါင်း16 68 93များတည်ဆီပြီးတော့ပြီးခဲ့တဲ့တစ်ပတ်လိုမျိုးပဲအနောင်တလုံးပေါင်းရှင်းပရိတ်6လုံးရနေတာဖြစ်ပါတယ်ပေါ့နော်6 8 9 3တနည်းနံပါတ်2ကအသာလေးရတာဖြစ်ပါတယ်ဗောနော်โอเคဒါကြောင့်မို့ကျွန်တော်ဒီ9ချိန်အတွက်9ချိန်ဗောနော် DF today DF today အနောက်နှလုံးပေါင်းခြင်းပေါ့နော်အနောက်နှလုံးပေါင်းခြင်းပြိတ္တိ20အရာပေါ့နော်ကျွန်တော်689တုံများတည်ဆိုပြီးတော့ကြာနေတာဖြစ်ပါတယ်တဏီတစ်မြုပ်တည်းဆိုရင်တော့ပြိတ္တိ6လုံးအထိရှိတာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တဏီနှစ်ခုဆိုရင်တော့အဲကျွန်တော်ပြိတ္တိနဲ့လာမှာဖြစ်တယ်ပေါ့နော်တခဲတဏီနံပါတ်2ကိုဆက်ပြီးလေ့လာကြအောင်သူကလည်းပင်ရှိဖြစ်ပါတယ်ပေါ့နော် အပင်ပေါင်း26 29 28ကနေစပြပေးထားတာဖြစ်ပါတယ်အဲ့မှာတနည်းနပိမှာပြပေးထားတဲ့အတိုင်းပဲပေါ့နော်ကိုတုံများနေ345မှာနေနေတိနေနေတိပေါင်း3တင်းနေလေး96ခွန်ထဲက843ဆိုရတဲ့43ပေါင်းခွန်63ပေါင်း9တုံများနဲ့9ပေါင်းရှင်9ခွန်9မှာခွန်9ပေါင်းလျှောက်ခုနှစ်ရမှာတုံများခွန်ခွန်ပေါင်း4 943 63ပေါင်း9 8ခွန်ပေါင်း15 ဒီနေ့နေ့ခွန်တပင်မှာတစ်ကြိမ်ဖောက်သွားတာဖြစ်ပါတယ်ဗောနော်โอเคပြီးခဲ့တဲ့တပတ်မှာတော့တင်းတင်းလေး96ခွန်တဲက3ရှေ့ရှေ့ဆိုတဲ့အတွက်အနောင်နှလုံးပေါင်း၈နဲ့၈ပေါင်းရှင်းရှော်ပရိတ်ထပ်ပြီးခြာမေးလာခဲ့တာဖြစ်ပါတယ်ဗောနော်အပင်ပေါင်း30နဲ့ရှစ်ကြိမ်မှာတစ်ကြိမ်ပြတ်တယ်ဗောနော်ဒီနေ့နေ့ခုနေ့နေ့ခွန်တပင်မှာဖောက်သွားတာဖြစ်ပါတယ်388မှာထပ်ပြီးခြောက်ပေးလာတယ်ဗောနော်โอเคပင်ပေါင်း30နဲ့9ချိန်ဗောနော် ဒီ၉ချိန်အတွက်နေ့တိတုံး388ဖြစ်ပါတယ်ပြီးရင်နှလုံးတိုက်က3ည6ဖြစ်ပါတယ်ဗောနော်ပြီးရင်အရှိ3လုံးအရှိ3လုံးက8နေ6ရက်တိတိ6ရက်ဖြစ်ပါတယ်တိတိ6ပြီးရင်အနောက်3လုံးကတော့ကျွန်တော်တို့တိ6ရက်ပြန်66ရက်စပြီးဖြစ်ပါတယ်ဗောနော်။ Okay ဒါဆိုရင်ဂျူဒေနီကဒီနှစ်ကို3နဲ့ပေါင်းတယ်။ ီတစ်ကို9ချိန်ပေါင်းတယ်ဗောနောပြီးရင်3နဲ့7နဲ့မှာ3ချိန်စီပြီးရင်တုံများကို3ချိန်ပေါင်းတယ်6ကို2ချိန်6မှာ2ချိန်6မှာ2ချိန်6မှာ2ချိန်အပေါင်းနိဘောနောပြီးရင်သတ်3နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်။မဟုတ်ဆိုရင်အနည်း3 6 5 3 5ဆိုတော့6နဲ့5ပေါင်း73 3နဲ့8ပေါင်းတာလေး73ဆိုတဲ့အတွက်တစ်တစ်ပေါင်း8နှစ်ဖြစ်မယ်ဗောနော။ 339လီယာတုံများဖြစ်ပါတယ်63လီဒီ18ဖြစ်သွားမယ်ပေါ့နော်ဒီ6နဲ့ဒီ6နဲ့ပေါင်းရှင်း7ဖြစ်ပါတယ်နေ့နဲ့ချိန်ပေါင်းရှင်းဒီ၄၄နဲ့3နဲ့ပေါင်းရှင်း900ရတာဖြစ်ပါတယ်7နဲ့နေ့ပေါင်း30နေနဲ့ခွန်နဲ့ထပ်ပေါင်းတော့9ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်9 3ရဖြစ်မယ်ပေါ့နော်3များကိုနေနဲ့ပေါင်းရှင်းနေ3 4 5ဆိုပြီးရမှာပေါ့နော်9 3များနေ3 4 5ဆိုပြီးတော့ကျွန်တော်တွင်နေအရာအနောက်နှလုံးပေါင်းရှင်းပြိတ် ခြောက်လုံးချပြီးပေးဦးမလားပေါ့နော်ပင်ရှည်ဖြစ်ပါတယ်ပင်ပေါင်း30ကျုံမှတစ်ကြိမ်ပြတ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ9 3 9 3 4 5 6ပြီးရတာဖြစ်ပါတယ်โอเคဒါဆိုရင်20တစ်ခုစလုံးသာထပ်ပြီးတော့ခြောက်ပေးသွားခဲ့ဦးမလားပေါ့နော်ဒါဆိုရင်ကျွန်တော်ပုံတူပရိအနေနဲ့6တစ်လုံးမပါဘူး9မပါဘူး10မပါဘူးပေါ့နော်9ပါတယ်ဒါတော့အာ 6တလုံးရာနဲ့3ညာတလုံးရာနဲ့တိတ်ကမပါတဲ့အတွက်ကြောင့်မို့ဒီတစ်ပတ်မှာတော့ကျွန်တော်အနောက်တလုံးပေါင်းချင်းပရိတ်9ရဲ့3ညာရဲ့ဆိုပြီးတော့ယာနီတာဖြစ်ပါတယ်ဗောနော်။ဒါကတော့2013နဲ့နေနဲ့ဖြစ်ပါတယ်။နောက်ထပ်ကျွန်တော်အနောက်တလုံးပေါင်းချင်းပရိတ်3လုံးယူတဲ့နေ့ကိုကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်ဗောနော်။သင်ပေးသွားမှာဖြစ်ပါတယ်။ TF2 ဒဲနံပါတ်3ဖြစ်ပါတယ်ဗောနော်ယူရီနီကဒီ 900ရက်နေရပေါင်းတော့73ရတယ်ဗောနော်73ကိုကျွန်တော်အနောက်က9နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်73ကိုတိပေးကြည့်ပြီးတော့9နဲ့ထပ်ပေါင်းတာရှင်တင်းနဲ့9ပေါင်းချင်း30ဖြစ်တဲ့အတွက်တုံများတင်းနဲ့အနောက်နှလုံးပေါင်းချင်းပြိမာချပြီးသွားတာကခွန်တုံညတုံညဆိုတဲ့အတွက်အလေးအပိတ်ပေါင်းချင်းတုံများနဲ့တုံများနဲ့ပေါင်းချင်းတုံညပြိဖြစ်ပါတယ်โอเคคน3ญา3ญาตะเป็งกานี่ทับพี่เลลาจิเอาอ่าနှလုံးတိုက်က3ญา နဲ့ငားနဲ့ပေါင်းမယ်ဘာလို့ငားတစ်စရအတွက်တုံမြန်နဲ့ငားပေါင်းရှင်ငားငားကိုလည်း9နဲ့ထပ်ပေါင်းတော့14ဖြစ်ပါတယ်ဒိငားချောင်းအနော်နှလုံးပေါင်းရှင်ပြေရမှာဖြစ်ပါတယ်ခုနှစ်ရပြီးတော့နောက်ထပ်တစ်ပြင်မှာ300ဖြစ်ပါတယ်ဒါကြောင့်မို့အလေးရအပိတ်ရပေါင်းရှင်လေးပရိဖြစ်ပါတယ်ဗောနော်ခွန်နဲ့ခွန်ပေါင်းရှင်လေးပရိဖြစ်ပါတယ်โอเคဒါကတော့ TF2 တဲ့ယူရေနီကနန်း၃လုံးဖြစ်ပါတယ်ဗောနော်အားရှင် နောက်ထပ်သုံးခုခွန်အားဒီချက်ပြီးလေးတာကြည့်တော့ခွန်နဲ့ငါးပေါင်းရှင်းဆက်နေရတာဖြစ်ပါတယ်နေပေးကြည့်ပြီးတော့အနောက်ကကိုးနဲ့ပေါင်းတော့နေကိုးပေါင်း7တင်းနဲ့3အနောက်နှလုံးပေါင်းရှင်းပရိဆိုပြီးယူမှာဖြစ်ပါတယ်ရှစ်ကိုးလေးဆိုတဲ့အတွက်အလေးနဲ့အပိတ်ကိုးနဲ့လေးပေါင်းရှင်း3ပရိချပြီးသွားတာဖြစ်ပါတယ်ခင်ဗျာ okay ရှစ်ကိုးလေးအနေထပ်ပြီးလေးတာကြည့်မယ်ပေါ့နော်ဒီမှာ၄နဲ့၅နဲ့ထပ်ပေါင်းမယ်ပေါ့နော်လေငါပေါင်းရှင်ကိုဖြစ်ပါတယ်ကိုကိုလေကိုနဲ့ထပ်ပေါင်းတော့16ဆိုတဲ့အတွက်89 3ည အနန္တလုံးပေါင်းရှင်ပရိမ963ခြာပေးသွားခဲ့တဲ့အတွက်ကြောင့်မို့6ရက်3ရက်ပေါင်းရှင်9ပရိဖြစ်ပါတယ်ခင်ဗျာ Okay နောက်ထပ်963ဟာဒီထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်3နဲ့3ပေါင်းမှာဖြစ်ပါတယ်33ပေါင်းချင်း6ဆိုတဲ့အတွက်69ပေါင်းချင်း15ငါးလျှောက်ခွန်အနန္တလုံးပေါင်းချင်းပြိရာတာဖြစ်ပါတယ်။လျှောက်ရှိခွန်ဆိုတဲ့အတွက်ကြောင့်မို့ရှေ့ရခွန်ရပေါင်းချင်းက15ပြိချပေးသွားတာဖြစ်ပါတယ်။ငါးပြိပေါ့နော် နောက်ထပ်တပင်ကိုထပ်ပြီးလေ့လာကြည့်အောင်လားခင်ဗျာခွန်နဲ့၃နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ပေါင်းချင်း30ဖြစ်ပါတယ်ဗောနောခွန်နဲ့၃ပေါင်းချင်း30 3ညကို9နဲ့ပေါင်းတော့9 9တုံများတိအနော်နှလုံးပေါင်းချင်းပြေရတာဖြစ်ပါတယ်နိနိခွန်ဆွေအတွက်ဒီနိနဲ့ခွန်ပေါင်းချင်းက9ပြေဖြစ်ပါတယ်ခင်ဗျာ9ပြေနိခွန်တွဲချပြီးတော့တာဗောနောနောက်ထပ်ဒီခွန်နဲ့ချင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ် 9ပေါင်း85ဖြစ်ပါတယ်ငါးကို9ပေါင်းတော့14ရာဒီအတွက်456အနောက်နှလုံးပေါင်းချင်းပြိမ်မှာ3886ချပေးသွားခဲ့တာဖြစ်ပါတယ်ရှင်းနဲ့10ပေါင်း16ပြိမ်ဖြစ်ပါတယ်ခင်ဗျာ456ထဲက6ပြိမ်ပါနော်ဒါဆိုရင်နောက်ထပ်ဒီ9တင်အတွက်ချင်းနဲ့3ညာနဲ့ထပ်ပေါင်းရတော့ကျွန်တော်တို့ရှင်းရမယ်ပါနော်အဲ့ဒီ6ကို9နဲ့ပေါင်းတော့18ဆိုတဲ့အတွက် အနန္တလောကောင်းရှင်ပရိခွန်ချစ်ကိုပရိဖြစ်ပါတယ်ဗောနောတနည်းအရာထပ်ပြီးခြားပေးတော့ခဲ့အောင်မယ်ဆိုရင်ဗောနော Okay ကျွန်တော်300ဗောနောအခုနှစ်ရာတပြားနေတုံများနဲ့တုံများပေါင်းတုံများပရိခွန်ခွန်ပေါင်း၄ပရိ၉လေးပေါင်း၃ပရိ၆၃ပေါင်း၉ပရိချစ်ခွန်ပေါင်း၅ပရိနှစ်ခွန်ပေါင်း၉ပရိရှစ်ရှစ်ပေါင်း၁၆ပရိဆိုပြီးတော့ခြားပေးတော့ခဲ့ပြီဗောနော ဒီကိုချိန်မှာတော့ခွန်ရှိကိုအနောက်တလုံးပေါင်းချင်းပြိတ်ဆိုပြီးရတာဖြစ်ပါတယ်။ဒါဆိုရင်20နံပါတ်10မှာလေခွန်ရှိကိုကဗာပီတာဖြစ်ပါတယ်ဗောနော်ခွန်ရှိကိုဆိုရတဲ့ကျွန်တော်အဲ့ဒီ2မျိုး23မျိုးစလုံးသားချပေးသွားခင်မယ်ဆိုရင်တော့အနောက်နှလုံးပေါင်းရှင်းက6ပြိဖြစ်မယ်ဗောနော်အနောက်နှလုံးပေါင်းရင်6ဖြစ်ပါတယ်ဒါဆိုရင်3ည9တို့17တို့2ခွန်တို့အလိုဖြစ်သွားမယ်ဗောနော်4 5တို့အလိုလေးရှားမှာဖြစ်ပါတယ် အနောက်နှလုံးပေါင်းရှင်ကိုပရိတ်ကိုတင်ပြီးတော့ကြံနေတဲ့ခွန်ချစ်တောင်ညာကို အရင်အနေနဲ့အသုံးပြုတင်တယ်ပေါ့နော်။ Okay ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိလိုက်ပါကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတို့တယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။